ဒီဗီဒီယိုလေးကမဲကြောက်ပေါက်တဲ့လူတွေအတွက်ရည်ရထားပါတယ်။မဲကြောက်ဘာကြောင့်ဖြစ်တာလဲ။မဲကြောက်ဖြစ်တဲ့လူတွေက skin care မှာ bay ingredient တွေအသုံးသင့်လို့ရလဲ။ treatment အနေနဲ့ရောဘာ treatment တွေလုပ်လို့ရလဲဆိုတာဒီဗီဒီယိုထဲမှာပြောပြမှာပါတယ်။နေလာပါဒေါက်တာလင်းအင်းပါ။မဲကြောက်ကိုဖြစ်စေတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်။နံပါတ်1ကတော့ genetic နံပါတ်2ကတော့ sun exposure ပါ။ဆိုလိုချင်တာကကျွန်တော်တို့ရဲ့ gene ထဲမှာ young cheer cell လို့ခေါ်တဲ့ melanocyte တွေက melanin ကိုအမတရားပို့ထုတ်လို့ပါ။ gene ထဲမှာပါလာရဲ့ဒါနဲ့နေပူ ူတဲသွားတဲ့အချိန်မှာ sand production တိချာမလုပ်ရင်ဒီလူကမဲကြောက်ထွက်ကိုထွက်မှာပါဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ sand production ပြချလုပ်ဖို့ပါ sand production လို့ပြောတဲ့အချိန်မှာ sunscreen လင်းရုံနဲ့လုံးဝမပြီးပါဘူးကျွန်တော်တို့နေပူတဲထွက်ရင်အုတ်ထုတ်ဆောင်တာလက်ရှိဝတ်တာထီဆောင်တာတွေလုပ်ပေးရပါမယ်မဲကြောက်ထွက်တတ်တဲ့လူတွေကပူပြီးမှအထူးပြုစိုက်ဖို့လိုပါ sunscreen လင်းတဲ့အခါမှာလည်း two finger metal လို့ခေါ်တဲ့လက်နှစ်ချောင်းအပြည့် sunscreen ဆွဲပြီးမျက်နှာတစ်ပြင်လုံးကိုလင်းရပါမယ်အပြင်ထွက်တတ်တဲ့လူတွေအပြင်ထွက်ပြီးလှုပ်လှုပ်ရတဲ့လူတွေက ာနှစ်နာရီခြားတစ်ခါ reapply လင်းပေးရပါမယ်။မဲကြောက်ထွက်တဲ့သူတွေသုံးလို့ရတဲ့ skin care routine လေးကိုအနည်းငယ်ရှင်းပြပါမယ်။မနေ့ကင်းမှာဆိုရင် serum step မှာ antioxidant ပါတဲ့ serum လေးတွေဥပမာ vitamin C serum လိုမျိုး niacinamide serum လိုမျိုးလေးတွေထည့်သွင်းပေးရပါမယ်။ညမှာတော့ active ingredient နှစ်မျိုးသုံးစီချင်ပါတယ်။ exfoliation လုပ်ပေးတဲ့ AHA, BHA, acid လိုမျိုးတွေရဲ့ retinoid ကိုထည့်သွင်းစီချင်ပါတယ်။သုံးတဲ့အချိန်မှာလည်း skin cycling method ကိုအသုံးပြုစီချင်ပါတယ်။ skin င်းဆိုင်ကလင်းနဲ့ပတ်သက်ပြီးဗီဒီယိုတစ်ပုဒ်လုပ်ထားပေးပါတယ်ဒါလေးကိုရှာကြည့်လို့လည်းရပါတယ် treatment အနေနဲ့ကတော့ကျွန်တော်တို့ဆေးကန်းတွေမှာ chemical peeling လုပ်တာလုပ်လို့ရတယ်ကိုပေါက်တဲ့မိကြောက်ကအယောင်ဖြော့ရဲအရေအစား site တွေတီးတယ်ဆိုရင် electric cautery pen လို့ခေါ်တဲ့ electric pen လေးတွေနဲ့ရှူလိုက်ရင်အဆင်ပြေပါတယ်ကိုပေါက်တဲ့မိကြောက်ကအယောင်ရင့်နေပမာဏများတယ်ဆိုရင်တော့ laser treatment နေဖြစ်တဲ့ hue switch and yet laser pico laser လေးတွေပြုလုပ်လို့ရပါတယ်မိကြောက်ကအရှင်းပြောက်လာလို့မင်း င်ပျောက်သွားနိုင်တယ်ဒါပေမဲ့ပြန်ဖြစ်နိုင်ကြရလဲ percentage အရန်များပါတယ်ဒါကြောင့်မေးကြောက်ရှိတဲ့သူတွေကနွေရာတွေကျရင်အယောင်လေးတွေပိုရင်လာမယ်ဆောင်းရာတွေကျရင်အယောင်လေးတွေမိန်သွားမယ် treatment လုပ်လိုက်တဲ့အချိန်မှာပျောက်သွားမယ်နေလောင်သွားတဲ့အချိန်မှာပြန်ပေါ်လာတတ်တယ်ဒီလိုနဲ့ပဲတန်တရားလဲနေတာပေါ့နော်ဒီဒီဗီဒီယိုလေးကမေးကြောက်ပေါက်တဲ့သူတွေအတွက်အကျိုးရှိမယ်လို့ယူကြည့်ပါတယ်ကိုယ်အတွက်အစုံတရာအကျိုးရှိရဆိုရင် like and follow လေးနှိပ်သွားပေးပါကိုမိတ်ဆွေတွေကိုမျှဝေခြင်းနော် share လေးနှိပ်သွားပေးပါဗီဒီယိုလေးကိုအစုံကြီးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျန်းမာ ှလာပါတဲ့နေ့လေးပိုင်ဆိုင်နေကြပါစေနောက်ဗီဒီယိုမှာဆက်ပြီးပြကြပါမယ်တတ်တာ